ဒီကိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမခိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့အတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာလာမယ့်တင်းငွေနေ့မှာ MP Green ကိုတွားပြီး Liverpool နဲ့ရင်ဆိုင်ရမယ် Man United အေမိုရင်အနေနဲ့ Liverpool ကိုရှုံးခဲ့တဲ့ Man United တိုင်းယာရုကထုတ်ပယ်ခံရတဲ့မှတ်တမ်းကိုကြော်ဖြတ်နိုင်ဖို့ကြိုးပမ်းရဖွယ်ရှိနေတယ်ဆိုတဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ် ဆာအဲလက်စ်ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်းမန်ယူကိုကင်တွယ်ခဲ့တဲ့နီးပြတွေထဲမှာလီဗာပူးကိုရှုံးတဲ့နီးပြတိုင်းယာရုကနေထုတ်ပယ်ခံခဲ့ရတာပါဒေးဗစ်မိုရက်စ်ကတော့လီဗာပူးကိုရှုံးပြီး38ရက်အကြာလူဝစ်ဗန်ဟားကလီဗာပူးကိုရှုံးပြီးရက်60အကြာမော်ရီဟိုကလီဗာပူးကိုရှုံးပြီး9ရက်အကြာဆိုရှာကလီဗာပူးကိုရှုံးပြီး28ရက်အကြာရမ်နစ်ကလီဗာပူးကိုရှုံးပြီးရက်40အကြာတန်ဟက်ကလီဗာပူးကိုရှုံးပြီး58ရက်အကြာမှာမန်ယူနီးပြယာရုကနေထုတ်ပယ်ခံခဲ့ရတာပါ အီမူရင်ကိုအသင်းပန်ရှင်တွေဘက်က၃နှစ်အချိန်ပေးမယ်လို့အာမခံချက်ပေးထားတာကြောင့်လီဗာပူးနဲ့မက်တန်ကအကျိုးသက်ရောက်လာနိုင်ခြင်းနည်းတယ်လို့သတ်မှတ်မှုတွေလည်းရှိနေပါတယ်။အင်္ဂလန်ဒါဘီလို့ခေါ်ရတဲ့ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့နှစ်တင်းကြားမှာမန်နေဂျာတွေနဲ့ပတ်သက်ပြီးဒီလိုတိုက်ဆိုင်တဲ့မက်တန်ရှိနေတာကလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်တယ်လို့ပဲသတ်မှတ်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဘိုင်ယန်မြူနစ်တက်စစ်မူဟာရီကိန်းဟာဆူဖလာရီကိုစာလောင်တဲ့စိတ်ကြောင့်မလို့ခြေစွမ်းပိုင်းပိုကောင်းလာတာဖြစ်တယ်လို့ဘိုင်ယန်မြူနစ်မီးပြကပြောလိုက်တဲ့သတင်းကိုဆက်တင်ဆက်ပေးပါမယ်။ ဟာရီကိန်းဟာလက်ရှိဘောလုံးရာသီမှာဘိုင်ယန်မြူးနစ်နဲ့အင်္ဂလန်အတွက်ဆယ်ပွဲကစားပြီး16ဂိုးအထိကိုသွင်းယူခဲ့တာပါဟာရီကိန်းရဲ့လက်ရှိခြေစမ်းကတော့ကစားသမားဘဝမှာအကောင်းဆုံးလို့တတ်မှတ်ရမယ့်အနေအထားမျိုးကိုရောက်နေတာကြောင့်ကွန်ပရီကဟာရီကိန်းကစုဗလာတွေကိုစာလုံးနဲ့စိတ်ရတွန်းအားကြောင့်အခုလိုအနေအထားတွေကိုပိုင်ဆိုင်လာတာလို့ပြောခဲ့တာပါဟာရီကိန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီကမှဘိုင်ယန်မြူးနစ်နဲ့ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူပြီးကစားသမားဘဝရဲ့ပထမဆုံးချန်ပီယံဆုဖလားကိုရခဲ့တာပါအဲဒီလိုရပြီးတဲ့နောက်မှာတော့ဟာရီကိန်းဟာချန်ပီယံဆုဖလားတွေထက်ရအောင်ကြိုးစားလာတာကြောင့်မလို့ ခြေစွမ်းပိုက်ပိုကောင်းလာတာဖြစ်တယ်လို့ company ကပြောခဲ့ပါတယ်။ Harry Kane ကအသက်32နှစ်အရွယ်ရောက်လာပြီဖြစ်လို့သူ့အတွက်အကောင်းဆုံးအချိန်သိမကြံတော့ဘူးလို့လက်ခံထားတာကြောင့်လဲအစွမ်းကုန်စူးစမ်းနေတာဖြစ်နိုင်တယ်လို့တော့သတ်မှတ်ရမှာပါ။ Chelsea တိုက်စစ်မှုကိုပယ်မှာဟာဒဏ်ရာမတက်တာတာကြောင့်နှစ်ကုန်ပိုင်းအထိအနာယူရဖို့ရှိနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကိုပယ်မှာဟာ Ultra Foot မှာ Man U ကိုရှုံးခဲ့တဲ့ပွဲမှာဒဏ်ရာရခဲ့တာပါ။အစောပိုင်းကကိုပယ်မှာဟာတလားလောက်ပဲအနာယူရမယ်လို့တဲ့ရင်တွေထွက်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့စစ်စစ်မှုတွေအရကိုးပယ်မာရဲ့ဒူးတန်ရာကမူလခံမှန်းထားတယ်လို့တက်တာပြောက်ကင်းတာမျိုးမရှိတယ်လို့တခြားကုသမှုတွေလည်းဆက်လုပ်ဖို့လိုတာကြောင့်အနည်းဆုံး6ပတ်လောက်ထပ်ပြီးအနားယူရမယ်လို့စေဖွဲ့ကတွေးရှိခဲ့တာဖြစ်ပါတယ်။ကိုးပယ်မာဟာပြီးခဲ့တဲ့ဘောလုံးရာသီကချယ်ဆီအတွက်ပွဲအများဆုံးကစားခဲ့တဲ့ကစားသမားတွေထဲမှာပါဝင်ခဲ့သူဖြစ်တယ်လို့ပွဲဆက်များခဲ့တာတွေကြောင့်အခုလိုတန်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်းချယ်ဆီပြပြမာရက်စကာကိုယ်တိုင်ဝန်ခံထားပါတယ်။လီယန်ဒီလက်ကလည်းတန်ရာကြောင့်နားနေရတာကြောင့်ချယ်ဆီတိုက်စစ်ပိုင်းဟာ ရောက်ပက်တိုကဒဏ်ရာရသွားရင်ပိုပြီးဆိုးရတဲ့အခြေအနေနဲ့ရင်ဆိုင်ရဖို့ရှိနေပြီလို့သတ်မှတ်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီကိစ္စအတွက်ထူးခြားတဲ့အားကစားသတင်းတွေကိုကျွန်တော်တို့ဘာမကိကနေပြီးညီကိုတို့အားလုံးတဆူစီပြီးတင်ဆက်ပေးခဲ့တာပါဒီပုံမှာညီကိုတို့ရဲ့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမကိရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ကျွန်တော်တို့ဘာမကိရဲ့ဗီဒီယိုတွေကိုစုံစမ်းကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ